ကိုကိုအမြဲတမ်းတတိထားနေခြင်းဟာအသိပညာတို့တဲ့ခြင်းအကြောင်းဟောတရားထုတ်တယ်ဆိုတာလေကိုကိုတတိထားနေခြင်းသာဖြစ်တယ်ခုနကကိုစိတ်ထဲမှာစိတ်တ ानु ပဒနာလို့ဆိုရတဲ့မှာနော်ငါစိတ်ဟာလောဘတွေနဲ့ဖြစ်များသလားဒေါသတွေနဲ့အတွဲများနေသလားမောဟတွေနဲ့အတွဲများသလားအဲ့တော့လောဘဒေါသဆိုတာကိုယ်ရင်ထဲမှာအမြဲဖြစ်နေတာမဟုတ်တော့မကြမကြလာ တွဲတာဆိုတာထင်ရှားတယ်ပေါ့ကိုအဝတ်မှာ ဖြူစီအောင်ဖုတ်ထားတဲ့အဝတ်ကလေးဟာအများရန်နွမ်းနေတာမဟုတ်ဘူး။နွမ်းနေတဲ့အညစ်အကြေးဟာပြင်ပကလာာဖြစ်တ်။ထို့တူစိတ်လည်လောဘအမြဲဖြစ်နေတာမဟုတ်သည်တွက်ကြောင်လောဘအကြောင်းတိုက်ဆိုင်မှာပေါ်လာတာဖြစ်လို့ဒါအညစ်အကြေးတစ်ခုလို့မှတ်ရမှာဖြစ်တယ်။ဒေါသဆိုတာလေအာယုန်တစ်ခုနဲ့ပတ်သက်လာပြီးတော့အသင်တင်နှလုံးမသွင်းတတ်လို့ဒေါသဖြစ်စရာအာယုန်နဲ့တွေးတဲ့အခါမှာဒေါသဖြစ်လာဒါလည်းစိတ်ရဲ့အညစ်အကြေးလို့ခေါ်တာ မောဟဆိုတာစင်ញံသုံးသပ်ရမယ့်အချိန်မှာစင်ញံသုံးသပ်နိုင်စွာမရှိဘူးဆုံးဖြတ်နိုင်စွာမရှိဘူးဆိုတဲ့အခါမှာမောဟဆိုတာဝင်လာတာဖြစ်တယ်အဲ့တော့မောဟဆိုတာလေအပြင်ကလာတဲ့ရောက်လာတဲ့အရာသားလည်းဖြစ်တယ်လူရဲ့ခန္ဓာကိုယ်မှာရောက်လာတဲ့အညစ်အကြေးတွေဟာပြင်မကနေပြီးကိုယ်ကိုရောက်လာတာဖြစ်တယ်ထို့တူပဲစိတ်ရဲ့အညစ်အကြေးတွေဟာလည်းပဲ ယမယံကပေါ်လာတာတွေဖြစ်လို့အဲ့ဒါတွေကိုရှင်းပြထားကဲကမ္မထန်တရားအထုတ်ခြင်းပဲလို့ဒီလိုဆိုတာ